မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 9ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ခွေးများလိုက်ပါလာတဲ့ကားတစ်စီးကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီဘက်က3ဦးသေဆုံးပြီးတော့လက်နက်၄လက်သိမ်းဆည်းရရှိကကားကိုမိရှို့ဖျက်ဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ9ရက်နေ့မွန်လွယ်3:12မိနစ်ခန့်မှာနထိုးကြီးမြို့နယ်ကနားကြီးရွာကနေပြင်းစီကြီးရွာကိုတွားရောက်တဲ့အကြမ်းဖက်စစ်ခွေးတွေလိုက်ပါလာတဲ့ကားတစီးကိုမြင်းချံခရိုင်အမှတ်လေးတရင်နဲ့မြင်းချံခရိုင်အမှတ်10တရင်ကတော်လိုင်းရဲဘော်များကကနားပြင်းစီလမ်းမိုက်တနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး3កောင်တိတ်ဆုံးပြီးတော့နှစ်ဦးဟာထွက်ပြေးလွတ်မြောက်သွားပြီးကားဟာလည်းတိမ်းမောက်သွားတယ်လို့သိရပါတယ်အဲ့ဒီကားကိုတော်လိုင်းရဲဘော်များကမိရှုဖြတ်စည်းခဲ့တယ်လို့ပြောပါတယ် တိုက်ခိုက်မှုအတွင်းမှာကျမ်းမစစ်ကောင်းစီတပ်သားများထံကနေပြီးတော့ M79 တလက် MA3 သုံးလက် 5x56G 215တော့40မမဘုံဒီတလုံးလက်ပြဘုံတလုံးကြီပေါင်း9ခုတို့ကိုတိမ့်စီရမိခဲ့တယ်လို့သိရပါဗါတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာဒေါ်လာရဲ့ရဘော်တွေဘက်ကအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ရိုးမတောင်တန်းနဲ့အစပ်မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နိုင်ရီကန်စခန်းမှာတပ်ဆွဲထားတဲ့ခမရ15တရင်မှုဒုဗုံမှုကြီးတအူခမရ14ကဗုံမှုတအူအပါအဝင်စစ်ကောင်စီဘက်တော်သား15ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလပိုင်းအတွင်းမှာနိုင်ရီကန်စခန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဗျူဟာကုန်းတိုက်ပွဲမှာအရခတ်တတော်အေးအေးရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကခမရ15တရင်မှုခမရ14ကဗုံမှု စစ်တပ်ရဲ့စနိုက်ပါသမားအပါအဝင်15ဦးတေဆုံးခဲ့ခြင်းဖြစ်တယ်လို့ AA ထမ်းမှအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနေသူရမျိုးကဆက်လက်ပြောပြထားပါတယ်။အလင်းဝင်လာတဲ့သူစစ်ကောင်စီတပ်သားနေသူရမျိုးဟာစစ်မှုထမ်းအပတ်စဉ်တဆယ်ဆင်းဖြစ်ပြီးတော့အရခတပ်တော် AA ထမ်းမှဇွန်လ28ရက်နေ့ကအလင်းဝင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့တပ်သားနေသူရမျိုးရဲ့ထွက်ဆိုချက်အရာအခုတေဆုံးသွားတဲ့သူများထိခိုက်ဒဏ်ရာရရှိသူများဟာ2025ခုနှစ်မေလ9ရက်နေ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာ တင်ဆောင်ခဲ့ရခြင်းဖြစ်တယ်လို့ပြောပြထားပါဗါး9လပိုင်း9ရက်နေ့မှာနေရီကန်ကုန်းလေချောင်းရံကာကွယ်ရေးဂုံးကိုရောက်ပါတယ်ကျွန်တော်တို့ရောက်တဲ့နေ့မှာပဲအေက နေရောညပါပြစ်ခတ်တာတွေရှိတယ်လို့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနေသူရမျိုးကပြောပြထားပါတယ်တပ်သားနေသူရမျိုးဟာတပ်မ69လက်အောက်ခံခမရ15တိုင်ရင်ကဖြစ်ပြီးတော့2025ခုနှစ်မေလမှာဗရန်အမြောက်တပ်406ကနေ10နေရီကန်တပ်စခန်းကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ် အေအေကစနိုက်ပါနဲ့နေရောညာကိုပြစ်တဲ့အချိန်မှာကျွန်တော်တို့တွေနေရောညာကိုထွက်လို့မရဘူးဖြစ်သွားတယ်စနိုက်ပါနဲ့အပြစ်ခံတဲ့သူအယောက်20လောက်ရှိတယ်ဗျအဲ့ဒီထဲမှာ9ယောက်လောက်ကဒဏ်ရာရတယ်15ယောက်လောက်ကတော့တန်းပြီးတော့ရှောတာကျွန်တော်တို့ဘက်ကစနိုက်ပါသမားကအေဘက်ကိုပြစ်ဖို့ချောင်းတဲ့အချိန်မှာအေဘက်ကစနိုက်ပါသမားကပြစ်လိုက်လို့နောက်စီပွင့်ထွက်ပြီးတော့တိတ်ဆုံးသွားပါတယ်အဲ့ဒီထဲမှာခမရ15တိုက်ရင်မှုလဲပါတယ်အေရဲ့စနိုက်ပါသမားပြစ်လိုက်လို့တိုက်ရင်မှုလဲတေသွားတယ်လို့အလင်းဝင်လာတဲ့တပ်သားနေသူရမျိုးကပြောပြထားပါတယ် ဆက်လက်ပြီးတော့အာရခတက်တော် AA ကစစ်ကောင်စီရဲ့နိုင်ရီကန်စခန်းကိုလက်နက်ကြီးများနဲ့လည်းပြစ်ခတ်မှုရှိတဲ့အတွက်တပ်မဟာမှုအပါအဝင်တပ်သားအများအပြားထိခိုက်သေးဆုံးမှုရှိတယ်လို့နေသူရမျိုးကဆက်လက်ပြောပြထားပါတယ်။ AA ဘက်ကနေပြီးတော့လက်နက်ကြီးပြစ်လိုက်တဲ့အချိန်မှာတပ်မဟာမှုနားမှာထိုင်ပြီးတော့စကားတွေပြောနေကြပါတယ်။အဲ့ဒီနားကအပင်ပေါ်ကိုကြတော့73ယောက်လောက်ထိသွားတယ်ဗျ။3ယောက်လောက်ကတော့တမ်းပြီးတေတာပဲ။10ယောက်လောက်ကတော့အပြင်းထန်ဒဏ်ရာရတယ်။ကျန်တဲ့နေရာတွေကိုလည်းလက်နက်ကြီးနဲ့ထုတော့ အကုန်တည်ကြည်ကြတာရှိပါတယ်လို့ပြောပြထားပါတယ်။အခုထိခိုက်တိတ်ဆုံးမှုဖြစ်စဉ်ဟာဘယ်နေ့မှာဖြစ်ခဲ့လဲဆိုတာကိုတော့အလင်းဝင်လာတဲ့တပ်သားနေသူရာမျိုးကထဲသွင်းပြောဆိုခဲ့ခြင်းမရှိတော့လေ။မေလ9ရက်နေ့နောက်ပိုင်းတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်တိတ်ဆုံးခဲ့ကြခြင်းဖြစ်တယ်လို့ပြောပါရတယ်။ခုနလပိုင်းထဲမှာ AA ဘက်က0.5နဲ့ကုတ်တဲ့အချိန်မှာကျွန်တော်တို့ဘုံမူခမရ14ဘုံမူတယောက်မနက်စောစောမျက်နှာတင့်နေတဲ့အချိန်မှာပဲခေါင်းပြတ်ပြီးတိတ်ဆုံးသွားပါတယ်လို့အလင်းဝင်လာတဲ့သူကပြောပါရတယ်။အရခတက်တော် AA က ရခိုင်မကွေးနေကြားမြင်းမှာရှိတယ်။နေကြားဖျားကုန်းတပ်စခန်းဂုံစီယိုတပ်စခန်းနဲ့ဂရုံကြီးတပ်စခန်းတို့ကိုသိမ်းပိုက်ထားတယ်လို့သိရပါတယ်။လက်ရှိ AA ရဲ့ထိုးစစ်ဟာနိုင်ငံစခန်းဗျူဟာကုန်းလေကြောင်းရန်ကာကွယ်တပ်စခန်းကိုသိမ်းပိုက်နိုင်ရန်အခြားသောမဟာမိတ်တပ်များပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်နေပြီးနိုင်ငံစခန်းဟာမကွေးတိုင်းငဖဲမြို့နယ်ဗရန်တန်နယ်မှာရှိတဲ့ဗျူဟာကုန်းစခန်းကြီးတစ်ခုဖြစ်ကစစ်ကောင်စီကလည်းအင်အားအများအပြားဖြည့်တင်းကာကုကန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြမပလာဇာကားပါကင်မှာတရားခံဖမ်းမမိသေးတဲ့လူသတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့်လုံခြုံရေးစနစ်များတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လိုက်ပြီလို့မြမပလာဇာကစီမံခန့်ခွဲမှုအဖွဲ့ကသတင်းထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့ညနေ9:20မိနစ်အချိန်မှာအသက်59နှစ်အရွယ်ဒေါ်ဆန်းဆန်းအေးကိုမြမပလာဇာကားပါကင်မှာလူနှစ်ယောက်ကဓားနဲ့ဝိုင်းထိုးခဲ့ပြီးတော့သွေးထွက်လွန်ကဆေးရုံကိုမရောက်ခင်မှာပဲတိတ်ဆုံးခဲ့ကြောင်းမိသားစုဝင်တွေက ဲ့ဒီနေ့ညနေပိုင်းကကာယကရှင်မိသားစုကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားပါတယ်မြန်မာပလာဇာကားပါကင်မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုတွေပတ်သက်ပြီးတော့သက်ဆိုင်ရာမျိုးနယ်ရဲတပ်ဖွဲ့အပြင် CID စစ်ထောက်လမ်းရေးနယ်မြေကပြည်သူ့ဆက်များအပါအဝင်အဖွဲ့အစည်းပေါင်းစုံနဲ့ဌာနပေါင်းစုံကတရားခဏ်များကိုအမြန်ဆုံးဖမ်းဆီးရရှိရေးအတွက်စုံစမ်းထောက်လမ်းနေတယ်လို့ပြောပါတယ်အခင်းဖြစ်ပွားတဲ့နေရာဟာအခြားခြားကြတဲ့မြို့ပြနေရာဖြစ်ခြင်း လမ်းစုံလမ်းကွာနဲ့မိပွင့်များမှာ CCTV မှတ်တမ်းအပြည့်စုံတပ်ဆင်ထားခြင်းပြည်ထောင်ဝင်ကြီးဌာနနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးယုံနဲ့မလမ်းမကန်းနေရာဖြစ်ခြင်းတို့အပါအဝင်အများပြည်သူတွေစိတ်ဝင်စားနေတဲ့အမှုဖြစ်ခြင်းတို့ကြောင့်စစ်တပ်ရဲ့ထိပ်ပိုင်းတွေကအမှုကိုအမြန်ဆုံးဖော်ထုတ်ရန်အမိန့်ပေးထားတယ်လို့ရန်ကင်းမြို့နယ်ကရဲသတင်းအရေးမြေကပြောပြထားပါတယ်။လိုအပ်တဲ့ CCTV မှတ်တမ်းနဲ့အခင်းဖြစ်ပွားမှုဖြစ်စဉ်အသေးစိတ်တွေကိုတော့အဖွဲ့ပေါင်းစုံပူးရဲပြီးတော့လုပ်နေပါတယ်။ပြည်သူတွေကြားထဲမှာအော်အော်တောင်းနေဖြစ်နေလို့ အထက်ကလည်းချက်ချင်းတရားခံကိုအမိဖမ်းခိုင်းနေတယ်လို့ရန်ကင်းရဲတရင်အရေးမြေကပြောပြထားပါတယ်မြန်မာပလာဇာဘက်ကတော့9ရက်နေ့ညနေပိုင်းမှာမြန်မာပလာဇာ shopping mall ရဲ့ရင်းရံနားတဲ့နေရာမှာအမျိုးသမီးတဦးကိုဓာတ်နဲ့ထိုးတက်မှုဖြစ်စေအပေါ်လူနာကိုအရေးပေါ်ကယ်ဆယ်ရေးအတွက်ဆေးရုံကိုပို့ဆောင်ခဲ့တော်လဲလူနာဟာရရှိထားတဲ့ဒဏ်ရာကြောင့်သွေးထွက်လွန်ပြီးတော့ကွယ်လွန်သွားခဲ့ကြောင်းဖော်ပြထားပါတယ်ဖြစ်စဉ်ဟာမျောလင့်မထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးတော့ ကျူးလွန်သူများကိုအမြန်ဆုံးဖမ်းဆီးရမည်ရေးအတွက်သဆိုင်ရာနယ်မြေရဲစခန်းနဲ့ပူးပေါင်းပြီးတော့လုံထုံးလုံနီးများနဲ့အညီလိုအပ်တဲ့ပံမိုးကူညီမှုများကိုလှုပ်ဆောင်နေတယ်လို့ငားရက်နေ့ညပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်မြန်မာပလဆာအနေနဲ့ဈေးဝယ်သူများနဲ့ဧည့်သည်များရဲ့ဘေးကင်းလုံခြုံရေးအတွက်ဈေးဝယ်စင်တာအထွန်းမှာရှိတဲ့ရင်းရနာရနေရာများနဲ့အရေးကြီးတဲ့နေရာများမှာလုံခြုံရေးတွေအပြည့်ဝချထားခြင်းနဲ့လုံခြုံရေးစနစ်များကိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းများကိုချက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ပြောဆိုထားပါတယ်။ မြန်မာပလာဇာအတွင်းမှာ2021ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကစစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့တဲ့လူငယ်တချို့ကိုမြန်မာပလာဇာရဲ့လုံခြုံရေးဝန်ထမ်းတွေကရိုက်နှက်ဖမ်းဆီးခဲ့တဲ့အတွက်ပြည်သူလူထုကတပိတ်မောက်ခဲ့တဲ့ဈေးဝယ်စင်တာတစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်ရဲ့ရိခါပို့စစ်ကြောင်းဖြတ်တန်းသွားလာမဲ့လမ်းမိုင်းတွေကို112လေးရဲ့ဘုံဒီ36လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ6ရက်နေ့မနက်10:38မိနစ်ကစတင်ပြီးတော့စက်တန်နာ48မိနစ်အထိပေါ့မြို့နယ်အတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးတွေရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းဖျက်ဆီးသွားလာမယ်မြို့နယ်ရဲ့အရှိချမ်းမှာရှိတဲ့လမ်းကြောင်းများကိုစစ်တပ်က Y12 လေယာဉ်နဲ့ဘုံဒီ36လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲလက်ရှိအချိန်မှာစစ်ကြောင်းဟာပေါ့မြို့နယ်အရှိချမ်းမှာရှိတဲ့အောက်ချင်းရွာနယ် စင်တေရွာကိုရောက်ရှိနေပြီးတော့ပြည်သူဝင်နေအိမ်များကိုပွေနှောက်နေတယ်လို့သိရပါဗျ။စစ်ခွေးတွေရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းကအခုချိန်ထိနှစ်လကျော်ကြာပြီးပေါင်နယ်ထဲမှာပဲရှိနေသေးတယ်။ပေါင်နယ်ရဲ့မြို့နယ်အရှိတ်ဘက်ချမ်းမှာရှိတဲ့စစ်ခွေးတွေရဲ့ရိတ်ခါရင်တန်းဖျက်ဆီးသွားလာမဲ့နေရာတွေကိုဆက်လက်ပြီးတော့ဘုံကျဲနေတာပြည်သူတွေလည်းတောင်းနဲ့ချီပြီးတော့ထွက်ပြေးနေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အဲ့ဒီစစ်တပ်ရဲ့ရိတ်ခါပို့စစ်ကြောင်းဟာ ပခောက်ကူတမတရားတက်ကထွက်ခွာလာခြင်းဖြစ်ပြီးတော့အင်အားတထောင်နီးပါးပါဝင်ကဒုတမမုံကိုတိုင်ဦးစီးတယ်လို့သိရပါဗါးအဲ့ဒီစစ်တပ်ရင်းနှန်းကိုအကာအကွယ်ပေးရန်112 Jet Fighter Paramotor စစ်တပ်လေးထီးများနဲ့နေ့စဉ်ပြစ်ကူယူပြီးတော့စစ်ကြောင်းထုံးနေတာနှစ်လကြာတဲ့အထိပေါင်းမြို့နယ်ကသာရောက်ရှိနေသေးတယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းကြောင့်ပေါ့ပခောက်ကူကာလန်ဘေးတခြားမှာရှိတဲ့ကျေးရွာ18ရွာကပြည်သူတွေတောင်းနဲ့ချီပြီးတော့လက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး စားနေရိတ်ခါများလည်းရေးပေါ်လိုအပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ထုံးဘုံရွာကိုအကြမ်းမဲ့ဆက်တက်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူအယောက်30ကျော်ကိုဖမ်းဆီးထားကနေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ6ရက်နေ့မနက်ပိုင်းမှာဝက်လက်မြို့နယ်ထုံးဘုံကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးများဟာပြည်သူအယောက်30ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်များကို မိရှုဖြတ်စည်းသွားတယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်ရေးပါနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရပြီတော့နေအိမ်များပြက်စီးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။စစ်ခွေးစစ်ကြောင်းကထုံးဖို့ရွာကိုရောက်နေတာစစ်ခွေးအင်အားကအယောက်80လောက်ရှိပါတယ်။ရွှေဘုံမြို့နယ်မခောက်ပြူစောတိရွာကနေလာတာပါ။အခုမိရှုနေပြီးထုံးဖို့ကိုတော့ဒီနေ့မှစစ်ကြောင်းထိုးတာပါ။စစ်ခွေးစစ်ကြောင်းကဒီနေ့မှရောက်လာတာထုံးဖို့ကိုတော့ဒီနေ့ရှုတယ်ပြည်သူတွေတချို့ဖမ်းမိတယ်ကြားတယ် တချို့လဲထွက်ပြေးနိုင်ခဲ့တယ်ပြည်သူတွေခံမှန်းကြီးအယောက်30လောက်ဖမ်းဆီးခံထားရပါတယ်အခုထိခွေးတွေကရွာထဲမှာရှိနေတော့ပြည်သူတွေလဲရွာလုံးကျထွက်ပြေးနေရတယ်လို့ဝက်လက်မြို့နယ်ရွာစော်ကြီးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်မှာညအချိန်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ခမရ99ခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနက်တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မှာတနင်္သာရီမြို့နယ်အောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့တဦးဟာတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖထမ်းမှာဆက်သွယ်ပြီးတော့လက်နက်နဲ့တကွအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့တင်ဝင်းဟာ MA2 တနက်တလန်ကြီပေါက်တစ်ခု G78 တောင်းတို့ကိုယူဆောင်လာနိုင်ခဲ့တဲ့အတွက်စေသိန်းချင်းမြင့်ထားကထပ်မံပြီးတော့ချင်းမြင့်သွားမှာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့တင်ဝင်းဟာမြောက်ဒဂုံမြို့နယ်မှာနေထိုင်သူဖြစ်ပြီးတော့ညအချိန်လမ်းလျှောက်ထွက်တဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အလင်းဝင်ရောက်လာတဲ့သူကပကဖကိုတိုက်ရိုက်ဆက်သွယ်လာတာပါ။ညဘက်လမ်းထွက်တဲ့အချိန်မှာခဏလိုက်ခဲ့ဆိုပြီးတော့စစ်ခွေးတွေကခေါ်သွားတယ်လို့ပြောပါတယ်။အလင်းဝင်လာတဲ့သူကစစ်မှုထမ်းအပတ်စဉ်ကိုးကတင်တန်းသားပါ။ စစ်မှုထမ်းတင်တန်းကိုတတ်ပြီးတော့တိုက်ကြီးဂျိုးပြူတမ်းမြက်စစ်တင်တန်းအကြောင်းမှာတိုက်ခဲ့တယ်လို့သိရပါတယ်သူကရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်ကပါလောလောဆယ်ဆယ်သိန်းတော့ကနအူးချင်းမြက်ပေးထားပါတယ်စစ်မှုထမ်းညီအကိုတွေပြည့်ရတာရင်ထဲမှာနာကျင်ရပါတယ်ဒါကြောင့်မလို့ဒီဆရာတော်လိုင်းရေးတိုက်ရင်တပ်ဖွဲ့တွေထမ်းမှာအမြန်ဆုံးထွက်ပြေးကြပါလက်နဲ့နဲ့တကွလင်းဝင်ကြပါထိုက်တန်စွာဂုံပြုတ်ချင်းမြင့်ပေးသွားပါမယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတောင်းရှိသူကပြောကြားထားပါတယ်စစ်ကောင်စီတပ်သားများအနေနဲ့ပြည်သူလူထုဘက်ကရက်တီလိုပါကား တနင်္သာရီတိုင်းစစ်ဌာနရဲ့တိုင်ရင်တပ်ဖွဲ့များဤဆက်ရတော်လိုင်းတပ်များထံမှအ мян ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုပြီးတော့တနင်္သာရီတိုင်းစစ်ဌာနရဲ့တိုင်ရင်တပ်ဖွဲ့များထံမှလက်နက်နဲ့တကွာအလင်းဝင်ရောက်လာပါကထိုက်တန်စွာဂုံပြုတ်ချင်းမြင့်သွားမှာဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ